ကျွန်တော်တို့ရဲ့ logo ကျော် channel ကိုအမြဲစောင့်ကြည့်ပေးနေကြတယ်ပရိသတ်များအားလုံးကျမ်းမာတော်မူပါစေခင်ဗျာကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါဒီကနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းအလေးတွေကတော့မုံရနဲ့ချောင်းမျိုးနဲ့ဆက်မဖျားပွဲမီးပူဇော်နေတော့မင်းညားကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အာနာဒိန်ကျမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ရဲ့ကိုရုံတော်တာဝန်ကိုယူခဲ့ဘူးတဲ့ဗိုလ်မှူးကြီးစိန်မောင်လင်းကိုမကြသေးခင်ကမှကျမ်းဖက်နှိမ်နှင်းရေးဌာနမှဖြစ်တာဝန်ပေးလိုက်တဲ့တဲ့ဝီလက်မြန်မာ family စီးရင်ရှင်းတဲ့နဲ့ပတ်သက်ပြီး အော်ဒီတင်ရဲ့လုံဆောင်ချက်တွေကိုစောင့်ကြည့်အောင်လားဆိုပြီးမစောင့်ကြည့်ပဲလိုင်းပေါ်တင်နေတာဘယ်သူလဲဆိုတော့ကိုစိုးထွန်းနဲ့မတ်ပတ်ဆယ်လေးတို့နားလည်မှုလွဲကအပြန်လဲခြေတင်ဖြစ်နေတဲ့တရင်တို့ကိုတင်ဆက်ပေးပါရစေ။အော်တိုဘာလာ6ရက်နေ့တရင်ကျွလာပြညမှာပဲအတမ်းဘတ်စစ်တပ်ကဖျားဝဲနဲ့စီမီတပိတ်ပြုတ်လုံနေတဲ့ပြည်သူလူထုကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါရယ်။အော်တိုဘာလာ6ရက်နေ့တရင်ကျွလာပြည9နှစ်ဝင်းကျင်မှာပါ။မုံရနဲ့ခြောက်မျိုးနဲ့ဆက်ကရွာသွေးရွာမှာဒေသခံပြည်သူတွေဟာတရင်ကျွပွဲတော်ကိုပျော်ပျော်ရွှင်ရွှင်ကျင်းပနေကြပါရယ်။ အလူတန်းတွေလောက်စီမီးတွေထုံးပြီးဖျားပူဇော်နေကြတဲ့ချိန်မှာပဲအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့စစ်တပ်လေးရင်တွေဟာသူတို့ရဲ့ကောင်းကင်ရံကိုရောက်လာခဲ့ပါတယ်။ပြီးတော့အချင်းချင်းဘုံတွေကျဲချခဲ့တာပါ။ချောင်းဆရာရဲ့မိန်ကြားချက်အရဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ20ဦးကျော်သေဆုံးခဲ့ရပြီး40ဦးကျော်ဒဏ်ရာရခဲ့ပါတယ်။သေဆုံးသူတွေမှာခေါင်းပြတ်ကိုခန္ဓာပိုင်းစားတွေပြတ်ထွက်သွားသူတွေလည်းပါဝင်တယ်လို့သိရပါတယ်။တချို့လောင်းတွေဆိုရင်မင်းညကလေးကမကောက်ယူနိုင်သေးဘူးလို့ဆိုပါတယ်။ဆရာတော်က အလောင်းတွေကအခုထိဘသူဘဲဝမှန်းကိုမသိသေးပါဘူးတချို့အလောင်းတွေကမကောက်ရသေးဘူးအခုထိတော့လောင်း20ထက်တော့ရှိမယ်ဒဏ်ရာရတာက40ပတ်ချလောက်လောက်ရှိတယ်စစ်တပ်လေဒီနဲ့ချင်းချင်းဘုံတွေကျဲချတာတေဆုံးတွေထဲမှာတော်လင်းရဲဘော်တချို့လည်းပါတယ်ရက်ဆက်လုံးပါတယ်လို့မိန့်ကြားခဲ့ပါတယ်ပြပြချင်းချင်းပွဲတော်ကျင်းပနေတဲ့ပြည်သူတွေကိုဒီလိုရက်ဆက်စွာတိုက်ခိုက်တာဟာလူသားဆန်မှုလုံးဝမရှိဘူးလို့ပဲပြောရမှာပါဒီဖြစ်ပြမှာပိုးပြီးရင်နာစရာကောင်းတာကတေဆုံးသူတွေထဲမှာခလင်းငယ်တွေပါပါဝင်နေရဆိုတာပါပဲ လက်ရှိချိန်ထိကယ်ဆယ်ရေးနဲ့ရှင်းလင်းရေးလုပ်ငန်းတွေအပြည့်အဝမလုပ်နိုင်သေးဘူးလို့သိရပါဗျ။ပျောက်ဆုံးနေတဲ့သူတွေလည်းရှိနေသေးတယ်လို့ဒဏ်ရာရသူတွေထဲမှာလည်းပြင်းထန်သူတွေပါဝင်တာကြောင့်တေဆုံးသူရဲ့အတွက်တိုးလာနိုင်သေးတယ်လို့တွန်လင်းသတင်းရင်းမြစ်တွေကပြောပါဗျ။ဒီလိုရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုကြောင့်အပြည့်မဲ့ပြည်သူတွေရဲ့အသက်တွေ၊နာဂတ်တွေပျက်စီးဆုံးရှုံးခဲ့ရတာပါ။သတင်းကြိုလာပညာဆိုတာမြန်မာလူမျိုးတိုင်းအတွက်ပျော်ရွှင်စရာ၊ပူဇော်ကြော့စရာအခါသမယပါ။ဒီလိုအေဂျင့်နဲ့ပွဲတော်ကိုတော့စစ်တပ်ကလေးချောင်းကနေတိုက်ခိုက်တယ်ဆိုတာဟာ သူတို့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုပြသလိုက်တာပဲဖြစ်ပါတယ်။ဒါအတကြိမ်နဲ့လည်းမဟုတ်ပါဘူး။နှစ်တိုင်းလိုလိုပါပဲ။ဘာပြစ်မှမရှိတဲ့ပြည်သူတွေကလင်းငယ်တွေရဲ့အသက်တွေကိုယူသွားတာဟာဘလို့မှခွင့်လွှတ်လို့မရပါဘူး။ဒီလိုဖြစ်ရတဲ့ကပြည်သူတွေရဲ့ကြောက်ရွံ့မှုကိုပိုပြီးတိုးလာစေတာထက်ရွန်ရှာမုန်းသီးမှုကသာပိုမိုကြီးထွားလာစေမှာပါ။နိုင်ငံတကာတိုင်ဝမ်ကလည်းဒီလိုလူမဆန်တဲ့လုံရက်တွေကိုရှုံချပြီးမြန်မာပြည်သူတွေတက်ပိုမိုထိရောက်တဲ့ကူညီတွေပေးဖို့လိုအပ်နေပါပြီ။ဆက်လက်ပြီးအာနာသိန်းစစ်ကောင်းဆောင်ကျမ်းပတ်မင်းအောင်လှိုင်ကတော့ ၎င်းရဲ့ကိုရံတော်တာဝန်ကိုယူခဲ့ဘူးတဲ့ဘိုမူကြီးစိန်မောင်လင်းကိုမကြသေးခင်ကမှအကြမ်းဖက်နှိမ်နှင်းဌာနမှုဖြစ်တာဝန်ပေးလိုက်ပြီလို့သတင်းတွေထွက်ပေါ်လာတာပါပဲဒါအသက်သွင်းရာထူးပြောင်းလဲတွေကတခုပါဒီကြမ်းဖက်နှိမ်နှင်းဌာနဆိုတာကာကွယ်ဦးစည်းချုပ်ယုံကကကြီးအောက်မှာရှိတဲ့အရေးကြီးတဲ့ဌာနတစ်ခုပါဒီဌာနကရာရှိစစ်တီတွေဟာစစ်ကောင်းဆောင်တွေရဲ့လုံခြုံရေးတာဝန်တွေစစ်ထောင်လမ်းရေးတွေနဲ့တွဲပြီးဖမ်းဆီးတာစစ်ကြောရေးလုပ်တာတွေပြင်ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ခြေလင်းသက်သားတွေနဲ့တူစစ်စင်ရေးတာဝန်တွေကိုပါထမ်းဆောင်ရပါတယ်။နေပြော်နဲ့မန္တလေးတိုင်းတို့မှာဆိုရင်အကြမ်းဖက်နှိမ်နှင်းတက်အချို့ရှိနေတယ်လို့လည်းသိရပါတယ်။စိန်မောင်လင်းကလှုပ်တင်ဘိုးလောင်း28တေဇာ28တောင်းစင်းတို့ပါ၂005နောက်ပိုင်းကစားလို့စစ်ကောင်းဆောင်ရဲ့ကိုရံတော်ကိုရေးရာရှိဖြစ်လာခဲ့တာပါ။အကြမ်းဖက်စစ်တပ်မှာရာရှိတိုင်းမှာကိုရေးရာရှိ PSO တွေရှိကြပေမဲ့ကာကွယ်ဦးစီးချုပ်နဲ့ဒုကာကွယ်ဦးစီးချုပ်နှုတ်ရဲ့ကိုရေးရာရှိတွေကိုတော့ကိုရံတော်လို့သုံးနှုံးကြတာပါ။ မကြသေးခင်ကပြုလုပ်ခဲ့တဲ့စစ်တပ်အတွင်းယာရုပြောင်းလဲမှာစစ်ကောင်းဆောင်ဟာသူ့နီနာမှာရှိခဲ့ဘူးတဲ့လူတွေကိုတတ်အတွက်တကယ်အရေးပါတဲ့နေရာတွေစီပြောင်းလဲတာဝန်ပေးခဲ့တာကိုတွေ့ရပါတယ်။ဥပမာအနေနဲ့စစ်ကောင်းဆောင်ရဲ့စစ်ဘက်လက်ထောက်ဖြစ်တဲ့ဗိုလ်ချုပ်မိုးမြင့်စွေကိုစစ်လက်နက်ပစ္စည်းထုတ်လို့ရညွှန်ကြားရေးမှုဖြင့်ပြောင်းလဲခန့်အပ်ခဲ့တယ်လို့အခုသူ့ရဲ့ကိုရံတော်ဖြစ်သူဗိုလ်မှူးကြီးစိန်မောင်လင်းကိုလည်းအကြမ်းဖက်နှိမ်နှင်းဌာနမှူးဖြစ်တာဝန်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီလိုပြောင်းလဲတွေကိုကြည်ချင်းအဖြစ်စစ်ကောင်းဆောင်ကသူ့ကိုနီးကပ်ထမ်းဆောင်ခဲ့တဲ့ ယုံကြည်ရတဲ့သူတွေကိုစစ်တပ်ရဲ့အဓိကကြားတဲ့မန်တိုင်းနေရာတွေမှာနေရာချထားတာကိုတွေ့ရပါတယ်။အကြမ်းဖက်နှိမ်နှင်းဌာနရဲ့သဘောသဘာဝအရဖမ်းဆီးတာ၊စစ်ကြောရေးလုပ်တာ၊စစ်စင်ရေးတွေမှာပါဝင်တာစတဲ့ဓာတ်ရိုက်ထိသွင်းမှုရှိတဲ့လုပ်ငန်းတွေကိုလုံဆောင်ရတဲ့အတွက်ဒီလိုနေရာမျိုးကိုယုံကြည်စိတ်ချရတဲ့သူကိုပို့တာကစစ်ကောင်းဆောင်ရဲ့လုံခြုံရေးနဲ့အာဏာတည်မြဲရေးအတွက်အထောက်အကူဖြစ်စေမယ်လို့သူကယူဆပုံရပါတယ်။ဒါအလဲရှိနိုင်ငံရေးအခြေအနေနဲ့စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့အချိန်မှာတပ်သွင်းခေါင်းဆောင်မှုပုံစံကို ိုမိုခိုင်မာစေဖို့လှုပ်ဆောင်တဲ့လှုပ်ရှားမှုတစ်ခုလို့လဲကျွန်တော်တို့ကသုံးသပ်လို့ရပါတယ်။ဘလို့ကြိုးစားတဲ့ဆက်ဖြစ်လာမလဲဆိုတာကိုတော့စောင့်ကြည့်ရအောင်ပါ။ထပ်မံပြီးနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တင်ကြောင်းလေးကတော့ဝီလန်မြန်မာ family စင်းရင်စစ်ဆေးမှုနဲ့ပတ်သက်ပြီးကိုစိုးတို့ရဲ့ဖြည့်ရှင်းချက်ကိုမပတ်ဆက်လို့ပြန်လည်တုံ့ပြန်လာတဲ့တင်ပဲဖြစ်ပါတယ်။ဦးစွာပထမကိုစိုးထွန်းက၎င်းရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေ၎င်းအနေနဲ့ဒီဆယ်ရက်အတွင်းတော်တော်စဉ်းစားဖြစ်ကြောင်းဒီတော်လိုင်းမှာဒီနေ့ထိမနာပဲပါနေတာရောတော်လိုင်းမတိုင်ခင်88 96နဲ့ 2009နိုင်တဲ့တရောင်းတနီယာကပါဝင်နေတာဘာကြောင့်လဲအမှန်တရားမျှတမှုကိုလေးစားတန်ဖိုးထားတာနှစ်သက်လွန်းလို့ပါတဲ့အမှန်တရားကိုတကယ်လေးစားတန်ဖိုးထားရင် ကိုယ်တိုင်ကပြောရရသလိုမပြောရတဲ့သူကိုတော့ပြောရင်အောင်စိတ်သက်ခွန်အားပေးကြမယ်ထို့သူမှန်တရားရရှိဖို့ဗတ်ပေါင်းဆောင်ကစဉ်းစားသုံးသပ်လို့ရအောင်ပြောသမျှကိုပရိချက်တိုးတင်ဆုံးဖြတ်ထားမှုမရှိဘဲပို့ကိုရင်မလိုလားမှုရှိရင်တော့ဖယ်ထားပြီးစိတ်ရှိရှိနဲ့လက်ခံနားထောင်ပေးနိုင်ရမယ်တကယ်တော့မှန်တရားကိုလေးစားတန်ဖိုးထားရဆိုတာကိုယ့်ကိုယ်ကိုလေးစားတန်ဖိုးထားခြင်းပဲ ကိုကိုကိုလေးစားတန်ဖိုးထားနိုင်မှုအတွက်ပြဿနာတစ်ခုမှာကာယကရှင်မဟုတ်တဲ့ဘေးလူအနေနဲ့ကိုဟန်အတွက်ပါဆက်မတည်တဲ့ကိစ္စတစ်ခုအမှန်တရားတစ်ခုကိုပရီဂျက်ကြိုတင်ဆုံးဖြတ်ထားမှုမရှိတဲ့ပို့ကိုရေးမလိုလားမှုမပါစေဘဲဟန်အတွက်ပါဆက်တိကျမှန်ကန်နေတယ်လို့မပြောမရေးတာဟာအမှန်တရားကိုတန်ဖိုးထားလေးစားခြင်းပဲဆိုကအစချီတာပြီ။ဩဂုတ်လ၄ရက်နေ့မှာ WMF က2029ဆောင်ရောင်းရကြောင်းကြေညာထားခဲ့တဲ့ Facebook link နဲ့ဩဂုတ်5ရက်နေ့မှာငွေကြေးပြဿနာတစ်ခုနဲ့ပတ်သက်ပြီး စုစုပေါင်းဆောင်ရည် Facebook link တို့နဲ့အတူတင်ပြလာကြတာပဲဖြစ်ပါတယ်။အဲနောက်၎င်းကိုယ်တိုင်လည်းနှစ်လအတွင်းချိန်တိုင်းစေရောကိုပါပြင်ပန်းခံပြီးစူးစားခဲ့လို့ဆောင်ရည်အများဆုံးထောင်းနေရကြောဒေါ်လာ3သိန်း2000ကျော်ရောင်းချခဲ့ပါတယ်တဲ့။ပမာဏကိုသိမှ100%တိကျမှန်ကန်မှုကိုသိနိုင်မှာမို့ထဲသွင်းပြောပြခြင်းဖြစ်ကြောင်းဆိုရင်ကိုသိတဲ့အချက်လက်အမှန်တစ်ခုကိုအများကျုပ်အတွက်ထုတ်ပြောဖို့ထုတ်ပြောလို့လောင်းပြောင်းတာတေယောရာစော်ကားတာတွေအတွက်အများကျုပ်ကိုရှင်းရှုပြီးမပြောသေးတာပဲရှိပါတယ်။ ဘသူကမှကြောက်စရာမရှိကြောင်းကျွန်တော်တက်ရွယ်ကျွန်တော်တကူရေးဆောင်ထိန်မှုရဘယ်ရာကိုမဆိုကြိုတင်ဆုံးဖြတ်ထားမှုမရှိပဲပုတ်ကိုရေးမလိုလားမှုမပါဝင်စေပဲကောက်ချက်ချဖို့မစောပဲစစ်စစ်ဆက်ဆက်မြဲလေးလာပါတယ်ဒီလောက်100%တိကျမှတ်ကန်စေတဲ့ချက်ကိုမတိကျလို့များကြိုးအတွက်ရှားဖွေပြီးမန်တရားတစ်ခုညှင်းသားစွာဖြစ်စေခြင်းလို့တင်းတော်ရအောင်ရေးပေးပြန်တော့ဒီချက်ကတော့မတိလို့လွဲခဲ့ကြတာအမားလို့တာမှမဟုတ်တော့ကိုလက်ခံပြီးပြန်ရေးကြဖို့မဆိုထားနဲ့ပိုဆိုးတာကရေးပေးတဲ့သူကိုတော့အတိမတ်မပြူတဲ့ပြင ထပ်ပြီးလောင်ပြောင်စော်ကားလိုက်ကြပါသေးတယ်။ဒါအမှန်တရားကိုလေးစားတန်ဖိုးထားမှုလား။ဒီပို့ဆောင်ငွေကြေးပြဿနာနဲ့ပတ်သက်ပြီးဘယ်ဘက်ကမှမှန်တယ်မှားတယ်လို့မပြောပါဘူး။ကိုတည်တဲ့ဟန်ထွက်ပါဆက်မှန်ကန်သိထားတဲ့ချက်ကိုပဲပြောတာပါ။ပို့ဆိုင်မှာပြောခဲ့သလိုအမှန်တရားကိုသိရတဲ့အခါအမှန်တရားဘက်ကပဲရက်တည်ပါရယ်။အရှင်ကပြောခဲ့သလိုအပြစ်ကျူးလို့ရင်တော့ဘာမှမတတ်နိုင်ပါဘူး။တရားဥပဒေအရဆောင်ရွက်တာကိုခံရမှာပါပဲ။ရဲဘော်ရဲဘက်စိတ်နဲ့ထောင်ဝင်းစားလာတွေးပါမယ်ဆိုတဲ့အခါမှာတော့မတ်ပန်ဆယ်တို့က တကီးကိစ္စလိုအပ်လာလို့ထပ်ပြောပါမယ်ဆိုကပြန်လည်တုံ့ပြန်လာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာ audit team ကဒီတစ်ပတ် Sunday နောက်ဆုံးထားဆင်းအပ်ဖို့ WMNF ကို audit meeting မှာပြောထားပေမဲ့အခုထိတော့စည်းရင်းပေးဖို့မလာနိုင်သေးပါဘူးတဲ့။နောက်တစ်ချက်က observer နေရာမှာပါဝင်နေတဲ့ကိုစိုးထွန်းရဲ့ဇက်တိုက်ရေးသားချက်တွေပါ။ကိုစိုးထွန်းကိုတော်လိုင်းမိတ်ဆွေတယောက်အနေနဲ့ပြင်တော်လိုင်းအတွက်အားကိုးရတဲ့ Fraser တယောက်မှုလေးစားသမှုနဲ့ပါအကိုရေးအကိုရေးသားချက်တွေဟာတအားကိုဘောင်းကျော်လုံးနေပါပြီတဲ့။ ်သူမရောအာဘီကယောဟာအော်ဒစ်တင်းတဲ့ observer ပေါ်လေးစားသမှုအာကိုသမှုနဲ့ဒီကိစ္စကိုထံမပြောတော့ပဲအော်ဒစ်စစ်ဆေးပြီးစီးသည့်ထိစိတ်ရှိလက်ရှိစောင့်ဆိုင်နေတာပါတဲ့တကိယအခုချိန်ထိဘာအဖြေမှမထွက်သေးတာမို့ဘသူမားတယ်ဘသူမှန်တယ်အကိုဝင်ဆုံးဖြတ်ပေးလို့မရတလို့ observer တယောက်နေနဲ့ဒီလိုတစ်ဖက်ဆောင်းနေရေးသားပြောဆိုရေးပို့လို့တော့မလုပ်တင်ကြောင်း WMF ကိုသူမအနေနဲ့မျက်နာမကြည့်ကြအောင်ကိုစိုးရတဲ့ခန်းစားချက်ရှိနေပေမဲ့ observer နေရာမှာ WMF ကို လွန်ခဲ့တဲ့နှစ်နှစ်လောက်ကလေးကအမုတ်ကျိတ်ချင်နေသူတွေကိုသူမဘက်ကခွင့်ရေးရှိတာတော့ observer နေရာမှာမထည့်ခဲ့ပါဘူးတဲ့ဒါက observer တွေကိုမျှတစွာဆုံးဖြတ်နိုင်တဲ့ပုံကိုယ်ရေးခန်းစားချက်မပါဝင်စေချင်တာကြောင့်ပါတဲ့ဒါအခုချိန်ထိမုံတီးသူပေါ်တော့သူမထားပေးရတဲ့စီးဖြစ်ကြောင်းအကိုဘက်က observer တယောက်ဖြစ်ပြီးအသွင်းမာရောအပြင်မာရောအသင်းကရော WMF ကိုအသင်းကာကွယ်ပေးထွက်ပေါက်ဖန်တီးပေးနေတဲ့အကြောင်းရင်းကဘာများဖြစ်နေပါသလဲအကိုကငွေကြေးကိစ္စပြေဝယုံကြည်ပေမဲ့အကိုအခုလိုဒါအကျုံနေဖြစ်ခံပြီး ပြောနေရအကြောင်းရင်းကိုသိကျင်တာပါ အကိုရေးသားသလို WMF ကတကီးရဲ့ငွေတွေပဲဖယ်ရီစာစီကမှမစည်းစင်းငယ်ချိန်ကာလကလေးကအိချင်းလုခဲ့တဲ့ငွေတွေဟာအကိုနဲ့သက်ဆိုင်တဲ့ငွေကိုလဲခဲ့ပါတယ်ဆိုတဲ့ကိစ္စဟာဒီဖြစ်စဉ်ကိုပြေဝကာကွယ်နိုင်တဲ့ဖြေမဟုတ်ဘူးဆိုတာအကိုကိုသိစေချင်ပါတယ်ဝီလဲမြန်မာ family အနေနဲ့ငွေစင်းကိုညာရင်းချင်းပေးခဲ့ရတာမဟုတ်သလိုပြင်ဆင်ချိန်တွေအများကြီးရှိခဲ့ပါတယ်အငြင်းပွားမှုဖြစ်ပွားချိန်မှာလဲဒီနေ့ဖြစ်နောက်နေ့ social media ပေါ်ရောက်တဲ့ကိစ္စမဟုတ်ဘူးခြားထဲမှာဒီလိုပါ ဒီငွေတွေကိုလဲလာပါဆိုပြီးဖြည့်ရှင်းနိုင်တဲ့ဖြည့်ရှင်းချိန်တွေအများကြီးရှိခဲ့တာကိုအခုကြမှာကိုပါဇက်ငါပြောခိုင်းနေလေအကိုသုံးချခံနေရတာကလွဲပြီးဘာမှကြိုးမထူကြအောင်ဒီလောက်ငွေကြေးတွေကိုအပန်တောင်းလဲနေတဲ့ကိစ္စဖာရီဇာရီစီကငွေမဝင်ခင် အကိုလက်မှတ်ရောင်းချရငွေကိုကြိုလဲပါတယ်ဆိုတာမျိုးကိုလည်းဘာပြဿနာမှမရှိဘူးတဲ့ချိန်ဖြစ်လျက်နဲ့တော့တခါလေးအောင်တိုင်ပင်ချင်းအတိပေးချင်းမရှိခဲ့ပါဘူးဒါအပြင်ကိုငွေကိုလဲခဲ့ပါတယ်ဆိုရင်တော့ project အတွက် exchange loose တမင်ဖြစ်စေတဲ့ exchange rate တွေဖြစ်ခဲ့မဖြစ်ခဲ့ ကိုစိုးထိုးနေတဲ့အာမခံနိုင်လို့အမှန်တရားတွေအမှားတရားတွေတိတိကျကျကြီးကြိုပြောနေတာပါလားဆိုကကိုစိုးထိုးကိုပြန်လဲမေးခွန်းထုတ်တာပဲပြဿနာရေးစာပြုစင်မှာတရားတော်ကကိုစိုးထိုးငွေပါလို့မဟုတ်ပဲ EOD ငွေလို့ပဲတည်ထားခဲ့တာဖြစ်ကြောင်း EOD ဘက်ကအဲ့လိုငွေလက်သုံးခွင့်တရားဝင်ပေးထားတာမရှိသလို EOD ဘက်က WMF ဘက်ကငွေမသွင်းတာကြောင့်ဝယ်သူစီလက်ခံဖြတ်ပိုင်းမရောက်တဲ့အတွက် EOD ဝယ်ယူသူ EOD နဲ့ WMF ကြားပြဿနာချို့ဖြစ်ပေါ်ခဲ့တာလဲကြားသိရပါတယ်တဲ့ သူမတို့ audit တင်ရဲ့စစ်ဆေးမှုရလဒ်ကို respect ရှိရှိစောင့်ကြဖို့လိုကြောင်းအခုအနေနဲ့ဆယ်လီလူယုံမာတွေကအတန်ကျယ်လို့ WMF ဆိုတဲ့အမှန်တရားကတိမ်မြုပ်နေတယ်ဆိုတာမျိုးတွေထိရေးသားနေတာကအကိုကိုတလေးတစားစိတ်နဲ့နေထိုင်နေတဲ့အကိုလွဲမယုံကြည်ပြီးဘူးမသိဘာမသိဝင်ကားခွဲပေးနေတယ်လို့သွေးပေးထားတဲ့သူမတို့ကိုနိုင်ကျင်ချင်းတမျိုးဆိုတာသိစေခြင်းကြောင့်ကိုဆိုးထုံးတော့ကဂူဂူရဲ့ကောင်းပြတဲ့မျက်နှာတစ်ချမ်းကိုပဲတွေးမြင်နေကြရတဲ့သူတွေဖြစ်ကြောင်းသူမကတော့လွန်မေးကောင်းပြယုံသွင်းနေခြင်းက ညနာတချမ်းကိုရောစိုးဝါမယိုင်းစော်ကနောက်ကျောဓာနဲ့ထိုးတဲ့ညနာတချမ်းကိုပါမြင်တွေ့ရပြီးသူမို့အကိုတို့ကိုစကားတွေမကြုံစေခြင်းကြောင့်လေးစားသမှုနဲ့ပြောပြခဲ့ပြီးပါပြီတဲ့တကီးရဲ့95%ကိုလွှဲပြောင်းပြီးပါပြီဆိုတာမျိုးအကိုရေးတော့ဒီစင်းနဲ့ကိစ္စအကိုသိလို့လားမေးတော့တခုမှမသိပါဘူးလို့ကိုစိုးထွန်းကသူမကိုဖုန်းထဲမှာဖြေခဲ့တာပါတဲ့ဒါကြောင့်မသိရင်အတင်းလက်ဝင်မရှိပါနဲ့ကိုရေးအမှန်တရားဘက်ကရက်တိကျင်းနေဆိုတဲ့ခေါင်းစဉ်အောက်မှာငါထင်တဲ့အမှန်ဆိုတာက အမှန်ဖြစ်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ဆိုရင်တော့အကိုဟာဒီပြဿနာမှာမျှတစွာဆုံးဖြတ်သင့်တဲ့ observer နေရာနဲ့မကိုက်ညီနေဘူးဆိုတာအသိပေးပါစေ။ဒိုင်တွေကပါဝင်ထိုးနေရင်တော့ဒီကျိုးဝိုင်းကိုဆွဲလန့်ရုံပြင်မရှိတာသတိပြုပေးစေချင်ပါတယ်။ပုဂ္ဂိုလ်ခင်မတရားတဲ့မင်းတက်တဲ့လူတွေကိုစိတ်ကုံလွန်းလို့ရွာပြင်ထွက်နေဖို့အထိဆုံးဖြတ်ထားပေမဲ့တကီးကကိုတာဝန်ရှိနေတာမို့ပြည်သူငွေဆုံးရှုံးမှုဖြစ်အောင်စိတ်ကိုဆွဲဆန့်ဆုံးထိရှောင်နေရတာကြောင့်စေယူပေါလောင်တိတ်သွန်းအားမပေးပါနဲ့တဲ့။ ိုစွန်းတို့ public မှာရေးနေပြောနေတာ post ပေါင်းများစွာရှိနေပြီဖြစ်ကြောင်း comment လောက်ကနေပဲအကိုပြောဆိုနေရတယ်များနေရဲဆိုတာလေးစားသမှုနဲ့အတိပေးပေမဲ့အကိုကဇက်တိုက်ရေးသားနေတာမို့အခုချိန်တွေကိုလူတို့အယူအောက်လွဲလာနိုင်တာမို့အကိုကို public ကနေပဲပြန်လဲအတိပေးပါရယ်ကိုစွန်းတို့ကမှားရင်ယုံကြည်နေတာမျိုးလို့ယုံကြည်ထားစေမို့ကိုစိုးတို့ကိုဆဲရည်တဲ့ comment များမမှန်မှုကိုလည်းမဘတ်ဆယ်တို့ကတောင်းဆိုထားပြီးတော်လဲအတွက်ယုံကြည်ရတဲ့အကိုမို့အကိုအနေနဲ့ခိတ္တအမြင်မှစကားကျွနေရရက်ပင်းရင်အဆင်ပြေကြောင်း အော်ဒီတင်ရဲ့စီးရင်စစ်ဆေးမှုရလဒ်ကို respect ရှိရှိစောင့်ကြရလားဆိုတဲ့အခါမှာတော့ကိုစိုးထွန်းကမတ်ပတ်ဆယ်လိုနေနဲ့ခုလိုခံစားရတယ်ဆိုရင်တကယ်စိတ်မကောင်းကြောင်းလာရောက်မှတ်ချက်ပေးတာပြီအော်ဒီတင်ရဲ့စီးရင်စစ်ဆေးမှုရလဒ်ကို respect ရှိရှိစောင့်ကြရလားဆိုပြီးမဆောင်မဲရေးနေတာဘယ်သူလဲညီမသိကြောင်းကိုစိုးထွန်းရဲ့ဇက်တိုက်ရေးသားချက်တွေဆိုတဲ့ဆွဆဲချက်ကိုလည်းဒီသုံးဖို့စာဇက်တိုက်ရေးသားမှုလို့သတ်မှတ်တာလားလို့မေးမြန်းထားပြီကျွန်တော်အနေနဲ့ညီမကိုတွန်လိုင်းနဲ့ပတ်သက်ပြီးအတိမတ်ပြုလေးစားမှုကြောင့်ဘသူပါရေးရေးညီမကိုမသိလို့လွဲနေတဲ့ချက်ကို မရေးမိစေချင်လို့မတိလို့မတိလို့ရေးခဲ့တာလို့တီဗီဒီချက်ကမတိလို့ရေးတာကိုပြန်အတိပေးခြင်းပေးနိုင်အောင်အတိပေးပေမဲ့ဓာကီးငွေကြေးပြဿနာရားလဲနဲ့မသက်ဆိုင်ကြောင်းဖုန်းခေါ်သူတို့ဆင်ပြေရင်စကားခဏပြောခြင်းကြောင်းမက်ဆေ့ပို့ခဲ့တာညီမသိပါတဲ့ညီမအကြောင်းအကြောင်းကြောင့်မဖြေတာကိုလည်းနားလဲကြောင်းဒီချက်ကိုညီမပါဝင်အားလုံးကိုအတိပေးပြီးမှဘသူမှမရေးလို့ကျွန်တော်အနေနဲ့အတိပေးရမယ့်တာဝန်ရှိလို့ရေးပါတယ်တဲ့ညီမရောကျွန်တော်နေရာမှာဆိုအများမသိတဲ့ချက်ကိုမပြောဘဲရင်ငုံနှုတ်ပိတ်နေပါလား ပြောတင်ပြောထိုက်တော့ပြောပြီးပြီမလို့၎င်းနေနဲ့ဘာမှထမဆွေးနေနားလဲပေးဖို့ပဲပြောလိုပါရဲ့ဆိုက၎င်းရေးသားထားတဲ့လင်းနေနဲ့တကွာလာရောက်မှတ်ချက်ပေးထားပဲဖြစ်ပါတယ်ပြည်သူတွေကတော့ကိုစိုးထွန်းကို observer နေရာကနေနှုတ်ထွက်ဖို့ကိုပဲတိုက်တွန်းနေကြတာပဲဖြစ်ပါတယ်ကို ABK ကတော့စင်ကာပူဒေါ်လာကနေမြန်မာကျပ်ရဲ့ဘယ်နေ့မှငွေလဲနှုန်းတွေရှိမလဲသိချင်လို့အာကိုတကြီးနဲ့ကိုစိုးထွန်းစီသွားမိမိတဲ့ကြောင်းပြန်ပို့လာတဲ့စာသားကိုကြည့်ပြီးပါဇက်အဟောင်းသားပဲတဲ့ audience နဲ့သက်ဆိုင်တဲ့ကိစ္စမလို့မသိပါတဲ့ ကိုစိုးနှုတ်ကစင်ကာပူဗတ်ချန်းအတွက်အင်မတန်အားကိုးရတဲ့ဖန်ရီစာမဲကျွန်တော်တို့အားလုံးသိပါတယ်။ဒါမဲ့အခုကိုစိုးနှုတ်ဇုံရက်ပြီးနင်းနေတဲ့ WMMF လေနံကခြာစားပြီးနင်းနေတဲ့လေသစင်းရဲ့လေနံဖြစ်နေတယ်။ WMMF နဲ့ဂူဂူကိုပဲလို့လို့ကင်ကင်နင်းမြုပ်သွားစီချင်ပါတယ်ဆိုက၎င်းရဲ့မြင်ကိုသုံးသပ်ထားပြီးမတ်ပန်ဆယ်လိုကတော့ audit တင်းက audit meeting မှာတည်ကြကြပြပြတတာပြောပြပါရယ်ဒီချက်ကတကိကိစ္စမှာ audit report ကိုစောင့်မျှော်နေကြသူတွေတည်တဲ့အချက်ဖြစ်တာမို့ပြန်တင်ပြပြစီဆိုက စင်းစစ်ပညာကိုလေးလာလိုက်စားကြသူတွေတော့နားလေကြပြီးသားကိစ္စဖြစ်ပေမဲ့ကိုတို့လိုစင်းပညာနားမလဲသူတွေအတွက်တော့တမျိုးကြားရခန့်နေနိုင်ပါတယ်။ဒါမဲ့ဒါကလုပ်ငန်းစဉ်ဖြစ်တဲ့အတွက်ပြည်သူကိုကြိုတင်အသိပေးထားဖို့လိုကြောင်းစင်းစစ်တဲ့ဆိုတာခိုးမခိုးဖော်ထုတ်နိုင်တဲ့ရားလည်းထွက်လာမှာမဟုတ်ပါဘူးတဲ့။စင်းစစ်စေးခြင်းဟာစင်းအထားသူမှန်မှန်မှန်နဲ့စင်းရဲ့အားနည်းချက်တွေကိုတွေးရှိမတွေးရှိပဲစစ်ဆေးနိုင်မှာဖြစ်ကြောင်းစင်းစစ်ဘက်ကအသိလေးအသိပေးထားပါတယ်။ဖရော့ဖြစ်မဖြစ်ဖော်ထုတ်တဲ့စင်းစစ်ကတတ်တတ်ပါ CBA ပြင်အခြား certification တွေအများကြီးလိုအပ်ပါတယ်။ Forensic audit လို့ခေါ်ပါတယ်တဲ့။ Forensic audit ငှားမယ်ဆိုရင်ဒေါ်လာ3-4000ဝန်းကျင်ကျသင့်ပါမယ်။တက္ကီးအနေနဲ့လည်းငွေကုန်ကြေးကျခံဖို့မတတ်နိုင်သလိုအလောက်ထိဆက်သွားစရာမလိုဒေါ်လာအောင်ရှင်းလင်းနေပြီးသားဖြစ်တဲ့ကိစ္စရဲ့လို့ယုံကြည်ပါတယ်။အခုစင်းစစ်ပေးမဲ့စင်းစစ်ဖွဲ့ရဲ့ဂုဏ်သိက္ခာစေတနာနဲ့တော်လဲအတွက်ရှင်းရှုပြီးပညာချင်းမယူစစ်ဆေးပေးမဲ့ကိစ္စရဲ့ကိုသူမတို့ကြေကြေညာနဲ့လက်ခံကြတာပါတဲ့။ WMF ကတာဝန်ခံလက်မှတ်ထိုးပြီးပြင်မဲ့ စင်းကိုပဲစင်းစင်းဖွဲကစစ်စင်းနိုင်တာဖြစ်တဲ့အတွက်ဒီပေးမဲ့စင်းဆိုတာပြဿနာတက်ပြီးမှပြင်ဆင်ထားတဲ့စင်းပဲဖြစ်မှာဖြစ်ပြီးဒီပြဿနာဖြစ်ပေါ်စေခဲ့တဲ့ရှေ့စင်းတစ်ခုမဟုတ်တော့ပါဘူးတဲ့ဒီပြဿနာဖြစ်စေခဲ့တဲ့စင်းမဟုတ်ပဲမမှန်မှန်အောင်ပြင်ထားတဲ့စင်းကပဲစင်းစင်းဖွဲစီရောက်မှဖြစ်စင်းစင်းကိစ္စကလည်းစင်းထားသူစီမံမှုလွဲမလွဲကိုပဲစစ်ဆေးလို့ရနိုင်တာဖြစ်တဲ့အတွက်ဒီစင်းစင်းကိစ္စရက်ကနေသူမတို့မျှော်လင့်နိုင်တာကခိုးမခိုးဆိုတဲ့ရားလည်းမဟုတ်ပါဘူးတဲ့ဒါပေမဲ့စင်းစင်းဖွဲရဲ့စစ်ဆေးမှုတမတမဖြစ်မှုကနေ project owner နဲ့ ambassador ကိုစည်ရင်းဖြစ်ပေးခဲ့တဲ့စည်ရင်းအဟောင်းနဲ့ audit team ကို final စည်ရင်းနေနဲ့ပေးတဲ့စည်ရင်းကြားကငွေကြေးကွာမှုအချက်လက်ကွာမှုတွေကိုဒီကနေ့တစင်ဒေါ်လာငွေတစိတ်တပိုင်းဖြစ်စေအားလုံးဖြစ်စေပြန်လည်ရရှိနိုင်ပြီးမြေပြင်တပ်ဖွဲ့တွေစီပေးပို့နိုင်မယ်လို့မျှော်လင့်ထားပါတယ်။ audit result ကိုလည်းသူမတို့ respect ပြည့်နဲ့ဆောင်ဆိုင်နေကြောင်းဒါမဲ့ဖြေကိုတော့ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်တွေအခြေအနေတွေနဲ့ကွာမှုတွေပေါ်ပြည်သူကပဲဉာဏ်ပညာနဲ့ရှာဖွေတွတ်ထုတ်နိုင်ခဲ့ပြီးသားလို့ယူဆပါတယ်တဲ့။ သူမအနေနဲ့လည်းတာဝန်ရှိနေစေ project ပြည်သူငွေမျိုးစုံတိဆက်သွားကြည့်အောင်ပါတဲ့အခုဤခန်းစားမှုရတော့စိတ်ကအပြီးကုန်ခဲ့ပါပြီဆိုကပြန်လည်တင်ပြလာခဲ့တာပဲဖြစ်ပါတယ်ဒီသတင်းကြောင်းတွေကတော့တော်ပါပဲခင်ဗျာအားလုံးပဲကိုယ်စိတ်ပါကျန်းမာချမ်းသာကြပါစေခင်ဗျာ